ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာလက်ရှိမှာတော့လာမယ့်တောက်ကြနေ့မှာရှင်ပြန်ရမယ့်1 Friday 5 110ပြန်ပွဲကြီးကိုပွဲစဉ်ကိုရှင်ပြန်ထိုးသက်ဖို့အတွက်စူပါရှန်နဲ့သူရဲ့ပြန်မဲ့ Drum Fighter Muga Sido နှစ်ယောက်လုံးဗန်ကောင်းမျိုးရရှိနေပါပြီနှစ်ယောက်လုံးဟာဒီပွဲအတွက်အတော့ကိုပဲအထက်ပြင်ဆင်ထားတာကျွန်တော်တွေ့ရှိရတယ်ဗျစူပါရှန်ကတော့ပွဲကြိုကာလမှာဘာစကားမှထုံပြောပဲ အာယုံစိုက်ပြီးတော့လက်ကျင့်ပြင်ဆင်တဲ့ဘက်မှာပဲအားထည့်နေတာကိုကျွန်တော်တွေ့ရတယ်ပေါ့လေမူကာစီတိုကတော့စူပါရှန်နဲ့ပွဲစဉ်မတိုင်ခင်မှာစိတ်တိုက်ရေးရာစစ်စင်ရေးစကားတွေပြောနေတယ်အဲ့ဒါဘာလဲဆိုတော့ तू ကစူပါရှန်ကိုအလဲထိုးပြမယ်တဲ့ဒီဘက်ကို तू အလဲထိုးနေနိုင်မို့ပဲစင်ပေါ်ထက်ကိုတက်လာမှာတဲ့အလဲထိုးနေနိုင်ကိုပြောက်ကိုပဲယူရထားတယ်ဆိုပြီးတော့ပြောနေတယ်ဗျစူပါရှန်ကဝမ်းမှာနည်းနည်းလေးအနှိမ်ကဖိုက်တာမျိုးဖြစ်နေတယ် ရှေ့မှာလည်းကျွန်တော်ပြောခဲ့ဥပါတယ်သူရပထမဆုံးပွဲကဆုတင်နဲ့ထိုးခဲ့ရတယ်ဆုတင်နဲ့ပွဲမှာသူဒီသူဒီကိုတင်ထိုးနိုင်ရတဲ့အတန်းနဲ့တယောက်တယောက်အလဲမထိုးနိုင်လို့အမှတ်နဲ့ဆုံးဖြတ်ခံခဲ့ရတော့စူပါရှင်အရှုံးပေးခံခဲ့ရတယ်ဒုတိယပွဲဒန်းကိုသူအလဲထိုးတယ်ပထမပွဲကြီးမှာလည်းအမောက်သိပ်ပြလိုက်တယ်ဒါပေမဲ့ဝမ်ကသူ့ကို bonus မပေးခဲ့ဘူးတတိယပွဲစူပါရှင်ကိုမြောပရိသတ်တွေမျောလင့်နေချိန်မှာဝမ်က surprise တက်ရှာရတယ်ရော့ထန်ရဲ့ရောက်ဖဆန်ကာတိနဲ့ပေးတွေ့တယ်ဆန်ကာတိရဲ့ပထမဆုံးပွဲစူပါရှင်ကိုထိုးကျွေးတယ်လို့ထိုးကျွေးပြလိုက်တာ စူပါရီရှန်းကမြမလဝီနဲ့ဒါမွေထိုင်းမဲ့ထိုးနေတဲ့အချိန်အဲ့ချိန်မှာစာချုပ်မှာဘိုင်ဒန်ကစ်ဘောက်စင်ဘက်ကိုပြောင်းထိုးခိုင်းလိုက်တယ်။ရော့ထန်ရောက်ပါဘောက်စင်ဘက်ကလာရော့ထန်ရောက်ပါတာတာပေါ့။အမတ်ယူနိုင်တဲ့ဘက်ဒီမှာရော့ထန်ရောက်ပါအသာစီးရပြီးတော့အမှတ်နဲ့ဆုံးဖြတ်တော့ရော့ထန်ရောက်ပါ35တက်ကနိုင်သွားခဲ့တယ်။ဒါပေမဲ့ရှုံးတဲ့နှစ်ပွဲလုံးမှာစူပါရီရှန်းကလက်ရည်ရမရှုံးခဲ့ဘူး။သူတင်ကိုတင်ကစားပြသွားခဲ့တယ်။အကောင်းဆုံးပုံစံနဲ့နောက်ဆုံးပွဲရှိကိုရောက်တဲ့အထိပြိုင်ဘက်တွေကိုအခက်တွေ့အောင်သူလုပ်ပြနိုင်ခဲ့တယ်ခင်ဗျ။ အခုမူကာစီတိုနဲ့ပွဲမူကာစီတိုကအလဲထိုးဖိုက်တာတယောက်ရှေ့မှာသူဒီနှစ်ပွဲနိုင်ခဲ့တယ်အလဲထိုးနဲ့ယူနိုင်ခဲ့တာတပွဲရှုံးတယ်အလဲထိုးနဲ့ရှုံးတာရှုံးတာမြန်မာဖိုက်တာအမ်ကိုရှုံးခဲ့ရတာမူကာစီတိုတက်ကတော့မြန်မာဖိုက်တာနှစ်ယောက်နဲ့ဇက်လိုက်ကစားရတာပေါ့လေအမ်ဝင်တဲ့ပွဲမှာမူကာစီတိုတာခဲ့တယ်သူပြောခဲ့တယ်လို့ပထမပွဲရှိမှာရင်သူဒီမူကာစီတိုနောက်တောင်းကြအောင်ထိုးလိုက်နေတယ်ပထမပွဲကြီးပြီးကာနီနောက်ဆုံးပိုင်းစက္ကန့်ပိုင်းရှာလေးမှာနောက်တောင်းကြတော့ဂျိုဝတ်တိုင်လူကြီးအမှတ်စီရေးတော့တယ် ်နိုင်ဝင်ပြန်ထလာတယ်နဲလောက်ပြန်ထိုးပြီးရဲ့အချိန်မှာပထမပွဲကြီးပြီးဆုံးသွားတယ်တကယ်လို့ပထမပွဲကြီးကနောက်ထပ်15စက္ကန့်လောက်သာအချိန်ထပ်ရမယ်ဆိုရင်မူကာစီတို့က MU ကိုအလဲထိုးမှတော့သိကြတယ်ဒုတိယပွဲကြီးမှာလည်းမူကာစီတို့တာနေခဲ့တယ်တာနေတဲ့အချိန်မှာသူအလင့်ငိုက်တစ်ကွက်မိသွားတယ်အဲ့အချိန်မှာ MU ရဲ့ဘယ်ဝိုင်လက်တီတလုံးသူစီဝင်လာတယ်အဲ့တလုံးဝင်ပြီးရတော့သူနောက်တောင်းကျသွားတယ်ပြန်ထလို့မရတော့ဘူးဒီရင်ဒီရင်ဖြစ်နေတယ်ပွဲဆက်ထိုးဘယ်လိုမှအဆင်ပြေနေတော့ဒိုင်လူကြီးကပွဲကိုရန်လာလိုက်ပြီး MU ကိုအနိုင်ပြလိုက်တယ် တမူရအဲ့ဘက်မှာအနိုင်ရလိုက်တယ်သူ bonus ပါရသွားခဲ့တယ်ပေါ့အခုမူကစီတို့ကပြန်လာတဲ့ပွဲမှာတင်သူ102ပွဲမှာ knockdown ဒါအလဲထိုးပြခဲ့သလိုပေါ့လေ knockout ထိုးပြခဲ့သလိုဒီပွဲမှာလည်း super champ ကို knockout ထိုးပြမယ်လို့သူကတော့ပြောလာခဲ့ပြီခင်ဗျ super champ ကလည်းအကောင်းဆုံးပုံစံပြင်ဆင်ထားတာဆိုတော့ဒါမူကစီတိုရဲ့ပြောစကားကိုရှေ့ဖက်ပြနိုင်လိမ့်မလားဆိုတာကျွန်တော်စောင့်ကြည့်ကြရပါလိမ့်မယ်မူကစီတိုတက်ကတော့ရှုံးခဲ့ရင်မြန်မာ fighter နှစ်ယောက်ကိုဇက်တိုက်ရှုံးရမျိုးဖြစ်သွားခဲ့ပြီးတော့ တစ်ဖက်ကစူပါရှန်အတွက်ကြတော့မူကာစီတိုကိုရှုံးခဲ့မယ်ဆိုရင်သူက1လေးဘွဲမှာ3ဘွဲတောင်ရှုံးရတဲ့အနေအထားဖြစ်သွားမယ်ခင်ဗျအဲ့တော့စူပါရှန်အနေနဲ့မူကာစီတိုရဲ့ကျုံ့ဝှမ်းမှုတွေကိုရှင်းဖြတ်ပြီးတော့နိုင်ဘွဲရအောင်ပြနိုင်ပါစေလို့ဒီနေ့အားနေဘွဲကြိုဆုတောင်းပေးလိုက်ပါရခင်ဗျာကြည့်ရှုအပ်ပြပြည်သားအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ